ကိုရိုင်းဒေသကြီးတာယာဝရီခရိုင်ပြန်ကြားရေးနဲ့ပြည်စံဦးစီးဌာနလူထုခြေပုဗိုလ်ဌာနတွင်လူငယ်နှင့်ပညာရေးအသိပညာပေးတော်ရှုကိုမတ်လ22ရက်နေ့နေ့လယ်3နာရီကကျင်းပခဲ့ရာခရိုင်ပြည်ဆက်ရုံမှာဒေါ်တဲနူအေးနှင့်ဒုမြွနယ်ပညာရေးမှူးဦးနှင့်ညွန်ဦးတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။ မင်္ဂလာပါဆရာကြီးရှင်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဆရာကြီးဒီကျောင်းသားကျောင်းသူတွေပေါ့နော်အသိပညာတက်ပညာတွေဒီပြည့်စုံပြီးတော့ဗလာငါးတန်ဖွံ့ဖြိုးပြတ်စီဖို့ပေါ့နော်ဆရာကြီးတို့အခြေခံပညာဥပဒေဌာနနေခုလက်ရှိသင်ကြားပြသနေတဲ့လူငယ်နဲ့ပညာရေးအကြောင်းလေးကိုလည်းသိချင်ပါတယ်ဆရာကြီးရှင်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာတော့နော်အသက်မွေးခင်းစားနေပြီးတော့အသက်၁၈နှစ်အထိကိုတော့ကလေးလူငယ်လို့ပဲကျွန်တော်တတ်မှတ်ထားပါတယ် ပညာရေးစနစ်ကိုလည်းလေ့လာစီးပူးမယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့တွေကဒီမိခင်ဝန်းထဲမှာရှိစဉ်ကတည်းကပေါ့နော်မိဘတွေကအနေထိုင်နေတောလာလှုပ်ရှားမှုတွေကြည့်ပြီးတော့ကျွန်တော်တို့ကမိခင်ဝန်းထဲမှာနေကတည်းကနေပြီးတော့မှလဲလျောညီရစွာနဲ့ပြောင်းလဲနေထိုင်ပြီးတော့ပညာရေးစနစ်ကမိခင်ဝန်းထဲကနေပြီးတော့မှစတင်ပြီးတော့ကျွန်တော်ကပညာကိုသင်ကြားခဲ့ရတာဖြစ်ပါတယ်ခင်ဗျာနော်နောက်ပြီးတော့ကျွန်တော်တို့နိုင်ငံဟာ လူစွာအရင်မြင်အရင်မြင်ဖြစ်တဲ့ပညာရေးကနေပြီးတော့မှစတင်ပြီးတော့အကောင့်တန်ပေါ်ဆောင်ရွက်ရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဗောနော်ဒါကြောင့်မလို့ကျွန်တော်တို့ကလေးတွေကိုပညာတတ်တွေဖြစ်ဖို့အတွက်ဝေးထုတ်ဖို့ဝေးထုတ်ဝေးဖို့အတွက်ကျောင်းတွေကိုစတင်ပြီးတော့ဟိုထားရတယ်ပေါ့ကျောင်းတွေကိုကျောင်းတွေမှာပညာသင်မိုးတွေကိုထားတယ်ပြီးလည်းပြီးတော့မှဒီကျောင်းတွေကနေပြီးတော့မှတခါဒီပညာရေးနဲ့ပတ်သက်ပြီးတော့အတက်မွေးဝမ်းကြောင်းပညာတွေကို တင်ညာပြီးတော့ကြက်တင်ညာပြီးတော့တင်ညာပေးလျက်ရှိတယ်ပေါ့နော်အကြောင်းနေရာတွေဒါကြောင့်မလို့ကျွန်တော်တို့ဒီနိုင်ငံတော်အနေအားလည်းပဲဒီကလေးတွေရဲ့အလောက်ကိုင်းအခွင့်အလမ်းတွေပွင့်လန်းမှုအတွက်ပေါ့နော်ကျွန်တော်တို့နိုင်ငံတော်အနေနဲ့အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းဆိုရက်ကျွန်တော်တို့စီမံကိန်းတွေကိုလည်းပဲ2016ကနေပြီးတော့2021အထိပေါ့မနစ်တာစီမံကိန်းတွေကိုလည်းအကောင့်တဲပေါ်ဆောင်ရွက်လက်ရှိပါတယ်ပေါ့ နော်နောက်ပြီးတော့ကျွန်တော်တို့အခုဆိုရင်2016 19မှာဆိုလို့ရှိရင်2016 19ကနေပြီးတော့စပြီးတော့ဒီចောင်းသားចောင်းသူတွေဟာအလို့ကြက်မှတ်တဲ့ကျွန်တော်တို့စနစ်ကနေပြီးတော့မှအခုနောက်ပိုင်း20တရာစုမှာဆိုလို့ရှိရင်တင်ကြမှုစနစ်တွေဟာဟိုတင့်ကျင်တွေ့ကြုံနေတဲ့လူမှုပေါင်းသင်းဆက်ဆံရေးတွေနော်လူနဲ့လူအချင်းချင်းအညာမညာအောင်းနေဆက်ဆံမှုတွေပြည်ပြစွာနေထိုင်မှုတွေစူးစီးနေထိုင်မှုတွေပြဿနာတွေဘယ်လိုဖြေရှင်းမယ်ဒီဥစ္စာတွေပေါ့နော် ငင်းညမ်းသောအတူလက်တွဲနေထိုင်မှုအန္တရာယ်ရောဆက်ပြီးတော့မှကျွန်တော်တို့ဒါပညာရေးကိုဆက်ပြီးအခြေခံပြီးတော့နိုင်ငံတကာနိုင်ငံတက်နိုင်ငံရဲ့ကျွန်တော်တို့ရှေ့လာမဲ့ဟိုအနာဂတ်ကိုအတွက်ဗောနောဒီကလေးတွေအတွက်နေဖို့ထိုင်ဖို့အတွက်ကိုကျွန်တော်တို့အကောင့်တယ်ပေါ်ဆောင်ရွက်ပြီးတော့မှဒါပညာပညာတင်ကြားနေတဲ့အစင်မျိုးအကောင့်တွေပေါ်ဆောင်ရွက်လည်းရှိတယ်ပေါ့နော်နောက်ပြီးတော့အခုဆိုလို့ချင်းကျွန်တော်တို့ဒီကလေးတွေအတွက်ဆိုရင်နိုင်ငံတော်ကနေပြီးတော့မှ ကျွန်တော်တို့အခုဆိုရင်ဗလာစာဟုတ်ဒီပုံနေစာဟုတ်ဒီចောင်းဝေဆောင်ဒီเนาะနောက်ပြီးတော့ဒီចောင်းသားចောင်းသူတွေအတွက်ဆိုရင်အခမဲ့ပညာရေးစနစ်ကိုလည်းเนาะအကောင့်တွေပေါ်ဆောင်ရွက်လဲရှိပြီးတော့မှမိဘတွေဟာဒီចောင်းမထားနိုင်တဲ့ကလေးတွေတော့မှစိတ်အေးချမ်းသာစွာနဲ့ဟုတ်လားအခမဲ့ပညာရေးဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုចောင်းတွေကိုလည်းထားနိုင်တဲ့အဆင့်တီရောက်အောင်နိုင်ငံတော်ကလည်းကျွန်တော်ပံ့ပိုးဆောင်ရွက်လဲရှိတယ်ပေါ့เนาะဒါကြောင့်မို့လို့ကျွန်တော်တို့အခုဆိုလို့ချင်း ဒီကျွန်တော်မြန်မာနိုင်ငံရဲ့ပညာရေးစနစ်မှာဆိုရင်ကျွန်တော်ចောင်းနေရွယ်ကလေးအားလုံးចောင်းရောက်ဖို့ចောင်းရောက်ဖို့ပေါ့เนาะចောင်းရောက်ဖို့ ਨੇ PG plan 9မတင်မနေကစနစ်ကနေပြီးတော့မှအကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိပြီးတော့မှဆက်လက်ပြီးတော့မှចောင်းကိုဆက်ပြီးတော့ထားမယ်နေမယ်ကလေးဆိုရင်အမှုဆက်လက်ပညာသင်ကြားမယ်ကလေးတွေဆိုလို့ချင်းကျွန်တော် grade 12ဆိုလို့ချင်းပြီးမြောက်ចောင်းကျွန်တော် certificate တွေပေးတယ်ပေါ့ဒီတက္ကသိုလ်ဝန်ထမ်းဆောင်မွေးမောင်းအောင်တော့မှကျွန်တော် မောင်တော်မဒီ certificate ပေါ့သူတို့ရဲ့ဟိုပြည်ထောင်ချောင်းလက်မှတ်ရလို့ရှိလို့ချင်းမိမိတို့ရဲ့တစ်တက်ရာအတက်မွေးဝမ်းကြောင်းမှုဟိုပညာတွေကိုဆက်လက်သင်ဖို့အတွက်ကိုလည်းဒါရီယာအထောက်အကူဖြစ်ဖို့အတွက်နိုင်ငံတော်ကလည်းပဲအခုပညာရေးစနစ်ကနေပြီးတော့မှနော်တက္ကသိုလ်ဝန်ထမ်းဟိုကျွန်တော်တို့အခုဟိုမောင်တော်မဗျာသူတို့ပြည်ထောင်ချောင်းဟိုအစ်င့်ဟွာပေါ့လက်မှတ်တွေပေးတယ်ပေါ့ပြည်ထောင်တွေရလို့ရှိရင်ဒီကလေးတွေကမိမိတို့ရဲ့ချက်နှစ်တက်ရာအတက်မွေးဝမ်းကြောင်းမှုပညာတွေကို ဟိုကိုယ့်ရဲ့ဘဝအတွက်ကိုပြည့်ပြည့်စုံနဲ့ခိုင်မာမှုရှိတယ်ပေါ့ဒါမျိုးတွေအတွက်ကိုလည်းဒါနိုင်ငံတော်ကဒီရောဆောင်ရဲ့နော်နောက်ပြီးတော့အခုဆိုရင်ကျွန်တော်တို့ခု2025ခုနှစ်တက္ကသိုလ်ဝင်တဲ့ပရိဒွဲ့ပေါ့တက္ကသိုလ်ဝင်တဲ့ဆောင်ပွဲအောင်လို့ရှိလို့ရှင်တယ်ဒါဆိုရင်ဒါကြတော့နိုင်ငံတော်ကကျင့်မာတဲ့တက္ကသိုလ်ဝင်တဲ့ဆောင်ပွဲကိုပြီးသွားလို့အောင်မြင်လို့ရှိရင်လည်းမိမိတို့ရဲ့အမှတ်လိုက်ပေါ့အဲအဲ့ဒါကြလို့ရှိရင်ကိုယ့်ရဲ့အရှင်းမြင့်မြင့်တယ်လို့ကိုယ့်ရဲ့အမှတ်ပေါ်မူတည်ပြီးတော့လေဒီတက္ကသိုလ်ကျောင်းတွေကိုပေါ့ ဝင်ဟိုတက်ရောက်ပြီးတော့ပညာသင်ခွင့်ရှိတယ်ပေါ့ဒါကြောင့်မလို့ကျောင်းသားတွေကိုမှတ်တင်တာကတော့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ဖြစ်တဲ့ကိုလှုပ်ချင်တဲ့ကျောင်းတွေဘွဲတွေရဖို့အတွက်နော်အဲ့တော့ပြည့်ပြည့်စုံတဲ့ကိုယ့်ရဲ့ပန်းနိုင်ရောက်ဖို့အတွက်ခုလက်ရှိကြံနေတဲ့အချိန်တွေမှာဟုတ်လားပညာရေးကိုဆက်လက်ဆောင်ရွက်သွားမှာလို့တိုင်တွန်းလိုပါတယ်ဟုတ်ကဲ့ပါဆရာရှင်ဒီလူငယ်နဲ့ပညာရေးဒီအကြောင်းဆွေးနွေးနေတဲ့ဒီတော်ရှိုးစီစဉ်မှာပေါ့နော်ဆရာကြီးတို့ပညာရေးဌာနအထင်ရဲ့ ဖြစ်ဆက်ပြောကြားလိုတာများရှင်ပြောကြားပြပအောင်ဆရာရှင်အဲအဲ့ဒီကတော့ចောင်းသားတွေအတွက်ကတော့အမှန်ကျင်တာကတော့ဒီចောင်းသားတွေအည်သွေးပြည့်ဝတဲ့เนาะအည်သွေးပြည့်ဝပြီးတော့ဗလာငါတန်ပြည့်စုံတဲ့လူတော်လူကောင်းများဖြစ်ပြီးတော့ဒီနိုင်ငံတာကောင်းများဖြစ်ပေါ်ပြီးတော့နိုင်ငံတော်အတွက်အားကိုးအားထားပြုရတဲ့လူငယ်လူငယ်များဖြစ်အောင်ကြိုးစားကြပါလို့ကျွန်တော်ကတော့မှားကြလို့ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဆရာရှင်အခုလိုမျိုးအသိပညာမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာရှင်ကျွန်တော်တို့နေရာလည်းအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဆိုပါတော်ရှုဆွေးနွေးမှုတို့ကိုဝီလက်တာယာဝီ page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်